ရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပသိမ်မြို့မှာဆိုင်ကယ်တခိုးတွေတောင်းချမ်းနေတာကြောင့်နေ့စဉ်နဲ့မျှဆိုင်ကယ်ပျောက်ဆုံးမှုတွေရှိနေတယ်လို့မြို့ကန်တွေစီကသိရပါဗျ။မြို့ပြင်ကျေးရွာဘက်တွေမှာသာမက မြို့ပေါ်ရပ်ကွက်တွေမှာပါနှေးရောညပါဆိုင်ကယ်ခိုးယူမှုတွေနဲ့ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။မျက်စိရှိတဲ့ဘဲပိုင်ရှင်ကတော့ဖြုတ်ပြီးအိမ်ထဲဝင်သွားတယ်။တိတ်မကြဘူးရောက်လာပြီးတော့တက်ခွစီးသွားတာပဲနေတိုင်းလိုလိုနေရာတိုင်းလိုလိုကြားနေရတာ ဆိုင်ကယ်ခိုးယူခံရမှုတွေဟာလူနေအိမ်တွေမှာသာမကပဲဈေးဆိုင်နဲ့စားတောက်ဆိုင်တွေမှာလည်းဖြစ်ပွားနေပါတယ်။ဒါကြောင့်မြို့ပေါ်ရှိဈေးဆိုင်ချို့နဲ့စားတောက်ဆိုင်တွေမှာပါသတိပေးစာတွေကတ်ထားရတယ်လို့မြို့ကန်တွေကဆိုပါတယ်။မြို့လယ်ကောင်လို လူသွားလူလာစီးကားတဲ့ဈေးလေးလိုနေရာမျိုးကဆိုင်မာတော့သတိဆိုင်ကယ်ပြောက်တတ်သည်ဇက်တော့ခတ်ထားလဲစိတ်မချရပါ။ချင်းကျိုးတော့ဆိုင်မာငှားရမ်းနိုင်ပါသည် ဆိုပြီးရေးထားတာမျိုးတွေ ဆိုင်တော်တော်များများမှာတွေ့လာရတယ်။အခုနှစ်ထဲဆိုင်ငယ်ပြောက်ထားတွေက အရင်နှစ်တွေအတွက်ပိုများလာတယ်။ပဋိမျိုးမှာဆိုင်ငယ်ပြောက်ဆုံးမှုတွေဟာ2022ခုနှစ်ကစတင်ပြီးစိုးစိုးဝါးဝါးဖြစ်ပွားနေတာဖြစ်ပြီးစေကောမရှင်လောက်ခံရဲစခန်းတွေကိုတွားရောက်တိုင်ကြားခဲ့ပေမဲ့အရေးယူမှုမရှိတာကြောင့်ရဲတပ်ဖွဲ့ပေါ်ယုံကြည်မရှိကြတော့ဘူးလို့ဆိုင်ငယ်ပြောက်ဆုံးခဲ့သူတွေကဆိုပါတယ်။2022မှာဒီဆိုင်ငယ်ပြောက်တာပေါ့နော် အဲဒီ channel မှာရက်ထားတာကိုတကားဖြတ်ပြီးတော့ဝင်ခိုးသွားတာဗျအဲ CCTV ဒီမှတ်တမ်းတွေလည်းရှိတယ်ရဲစခန်းကိုတွတ်တိုင်တယ်အဲ6လကြာတဲ့ဒီအကြောင်းထူးမလာပါဘူးဗျဖမ်းမိတဲ့ဆိုင်ကတွေလာကြည့်ပါဆိုလို့အဲတွတ်ကြည့်တယ်ပေါ့နော် ကိုယ်ဆိုင်ကပါပါဘူးအဲလာရွေးတဲ့သူတွေတော့တစည်းကို3-4သိန်းပေးပြီးတော့အဲရွေးတွတ်ကြတယ်ဗျမရှိတဲ့သူတွေကြတော့လည်းမရွေးနိုင်ဘူးပေါ့နော် လက်ရှိမှာတပတ်ရတရုတ်ထုတ်ဆိုင်ကယ်တစည်းကို အနည်းဆုံး7 30ဝန်းကျင်ပေါက်ဈေးရှိနေပြီးရိုရာတို့ဆိုင်ကယ်အစ်တစည်းကိုအနည်းဆုံး7 30နဲ့တရားဝန်းကျင်တန်ဖိုးရှိနေတယ်လို့ပသိမ်မြို့ဆိုင်ကယ်ဈေးကွက်ထဲကနေသိရှိရပါတယ်။စစ်ကောမရှင်နေနဲ့ AR တိုင်းတွင်ရွေးကောက်ပွဲချင်းမနိုင်တာအာယုံဆိုင်တွေကလုံခြုံရေးတိုးမြှင့်မှုတွေလှုပ်ဆောင်နေပေမဲ့ဒေသခံတွေရဲ့လုံခြုံရေးအတွက်အကူအညီမပေးနိုင်တာကြောင့် ခိုးယူမှုလူရဲမှုတွေပုံမှုများပြားလာတယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်။ရော်ရီတိုင်းဟင်္သာရမြို့မှာအော်တိုဘာလအစပိုင်းကစတင်ပြီးလမ်းသွားလမ်းလာရေးစီကဆိုင်ကယ်နဲ့လိုက်လံလူရဲမှုတွေဆက်တိုက်ဖြစ်ပွားလာတယ်လို့မြို့ကန်တွေစီကသိရှိရပါတယ်။ဦးဝိဇာကလမ်းနီးမှာမက်စတက်ကဆိုင်ကယ်စီးလာတဲ့အမျိုးသားတူကအချင်းချင်းလူရဲနေတာဖြစ်ပြီးအခုချိန်ထိဖမ်းဆီးနိုင်တာမရှိသေးဘူးလို့သိရှိရပါတယ်။ မနဲ့အစောကြီးနေကလာတဲ့သူတွေအများဆုံးအလူခံရတယ်။ရဲကလည်းအလုံးမလုံးတော့သွားတာလာတာသတိထားနေရတယ်လို့မြို့ကန်တူက ERI Times ကိုပြောပါရတယ်။အဲ့ဒီလူရက်သူဟာမနဲ့အစောဈေးဝယ်သူတွေခရီးသွားတွေနဲ့ဈေးတွေတွေကိုပြစ်မှတ်ထားလူရက်နေပြီးရဲစခန်းကိုတိုင်ကြားပေမဲ့လည်းအေးအေးယူနိုင်တာမရှိသေးဘူးလို့သိရပါရတယ်။ ဟင်္ဒရာမျိုးမှာဆရာဝန်နေများအသက်ခံရတဲ့ဖြစ်စဉ်မှလည်းတလားကျော်ကြာတဲ့အထိကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးတဲ့အတွက်ဒေသခံပြည်သူတွေကဝေဖန်နေကြပါရယ်။အယာရီတိုင်းရှိမြို့နယ်တွေကရဲတွေကိုတိုင်အရက်သားတွေကိုမတရားပုံမှတက်ကဖမ်းဆီးအကြက်ကင်ငွေညစ်တာ၊လောင်ကစားဝိုင်းနဲ့နှလုံးသုံးလုံးတိုင်းတွေကိုခွင့်ပြုပေးတာ၊မူရစ်ဆေးရောင်းတာ၊တဲယူပေးတာတွေကိုလုံဆောင်နေတာကြောင့်တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတယ်လို့ဒေသခံတွေကပြောပါရယ်။ မြန်မာနိုင်ငံရဲ့စပကြီလို့တင်စားခေါ်တဲ့ Airy Time ဖြာပုံခရိုင်ဖြာပုံမြို့နယ်တွင်ရှိတောင်သူတွေကိုစစ်ကောင်မရှင်ကမိသားစုဝင်ငွေတိုးစေဖို့လို့ဆိုပြီး coffee သီးနှံကိုစီမံကိန်းနဲ့ဧကတရာကျော်စိုက်ပျိုးခိုင်းတယ်လို့သိရပါဗျ။ဖြာပုံမြို့နယ်တရိတ်ကြီးကျေးရွာဦးစု၊မဲညိုကျေးရွာ၊ကိုရင်မတ်456ဥပိုင်မတ်25မြင်းဆောင်9ရှိတောင်သူဦးမျိုးမြင့်ရဲ့ဥယျာဉ်ချမ်းမြေမှာ အောက်တိုဘာ23ရက်နေ့ကစလို့ coffee သီးနှံစတင်စိုက်ပျိုးတာပါ။ ဖျာပေါ်မြို့နယ်မှာမိသားစုဝင်ငွေတိုးပွားစေရေးတင်းနယ်စွာတိုးတက်မြင့်မားလာစေဖို့အတွက် Coffee Bean ဆိုင်ကတရားဧကစိုက်ပျိုးကိုရထားက Coffee ပျိုးပင်4350ပျိုးထောင်ထားရှိပြီးကျေးရွာအုပ်စု23စုမှာစိုက်ပျိုးပေးသွားမှာဖြစ်တယ်လို့စစ်ကောမရှင်လောက်ခံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစီကတည်ရပါတယ်။အယောရီတိုင်းဆိုတာစပားအများဆုံးစိုက်ပျိုးတဲ့နေရာပဲအဲ့ဒါကိုဖျာပေါ်မှာ Coffee Bean ဆိုင်မယ်ဆိုတော့ အောင်မြင်မမလားပထမဆုံးစိန်ခေါ်ချက်ကဈေးကွက်ပါမြေပြတ်မှာဆိုင်လို့ရတဲ့ Robusta အမျိုးအစားတွေရှိပေမဲ့ဈေးကွက်မှာကရေသွင်းမြင်ပြီးဈေးကောင်းရတဲ့ Arabia ကိုပဲတောက်တာများတယ် Robusta ကဈေးကွက်လိုအပ်ချက်နည်းပါတယ်လို့ Coffee ထုတ်လုပ်သူတူက ARD Times ကိုပြောပါရယ် Coffee Bean တွေဟာရေဝတ်တာနဲ့ရေငန်ဝင်ရောက်တာတွေကိုလုံးဝမနှစ်သက်ပေမဲ့ကျားပေါ်မှာရာသီဥတုပြောင်းလဲမှုကြောင့်ရေငန်ဝင်ရောက်မှုနဲ့ရေဝတ်မှုအန္တရာယ်မြင့်မားနေတယ်လို့သိရပါရယ် ဒီလိုရင်ငန်နဲ့ရေဝတ်တဲ့ဒေသမှာကော်ဖီကိုစီမံကိန်းနဲ့အင်အားသုံးစိုက်ပျိုးခိုင်းတာဟာအောင်မြင်ဖို့နားလာလွန်နေပါပါတယ်။အဲ့ဒီအစားစပဇီဒေသရဲ့အဓိကရင်းမြစ်ဖြစ်တဲ့စပားကိုသာကောင်းကောင်းစိုက်ပျိုးထုတ်လုပ်ဖို့လိုအပ်ပါတယ်လို့တောင်သူတူက ARD Times ကိုပြောပါရယ်။နှိရှေသီးပင်တွေကြားမှာကော်ဖီထည့်သွင်းစိုက်ပျိုးတာနဲ့မြေတယူနစ်အေကတိုးတက်ကမြမကော်ဖီကပ္ပဈေးကွက်ကိုထိုးဖောက်နိုင်စေဖို့ရည်ရွယ်ပြီး ကော်ဖီပြိုးပင်တွေပေးရတာနဲ့စူပောင်းစိုက်ပြိုးတာဖြစ်တယ်လို့စစ်ကော်မရှင်လောက်ခံစိုက်ပြိုးဦးစီးဌာနစီကသိရပါဗျ။မြန်မာနိုင်ငံကကော်ဖီတွေကိုတရုတ်၊ထိုင်း၊အမေရိကန်၊နယ်သာလန်၊ဩစတြေးလျ၊ဂျပန်၊ပြင်သစ်၊ဂျာမနီ၊ဘယ်ဂျီယံ၊ဆွစ်ဇာလန်နိုင်ငံတွေကိုတင်ပို့နေပြီး2023-24ဘဏ္ဍာနှစ်နဲ့2024-25ဘဏ္ဍာနှစ်တို့မှာကော်ဖီတန်ကျိန်း2000နီးပါးလောက်ကိပတ်တင်ပို့နိုင်တယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနစီကသိရပါဗျ။ မြန်မာနိုင်ငံမှာကိုမျိုးကော်ဖီမျိုးတွေကိုရှမ်းပြည်နယ်ရှေးပိုင်းတောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေချင်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးကမိုးကုတ်နဲ့ပြုံးလွင်မကွေးတိုင်းနောင်ချမ်းရှိနေကန်တောင်နှန်းစတဲ့ဒေသတွေမှာစိုက်ပျိုးမှုတွေများပြီးရင်းနှီးကော်ဖီမျိုးတွေကိုတော့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးတရင်ပြည်နယ်နဲ့အေရော်ရီတိုင်းဒေသကြီးတို့မှာစိုက်ပျိုးကြတယ်လို့စိုက်ပျိုးဦးစီးဌာနစီကသိရပါဗျာ ရဝကျုံးမော်မျိုးသားများတပ်ဖွဲ့ရဲ့အမှတ်စဉ်နဲ့စစ်တပ်နန်းစင်ပွဲကိုပြီးခဲ့တဲ့အောက်တိုဘာ10ရက်နေ့ကမကွေးတိုင်းတွင်းရှိလွမြောက်နယ်မြေတနေရာမှာကျင်းပခဲ့ရာတင်နန်းသား80ဦးအောင်မြင်စွာစစ်တပ်နန်းဆင်ခဲ့တယ်လို့သိရှိရပါတယ်။မြဝကျုံးမော်မျိုးသားများတပ်ဖွဲ့ရဲ့တင်နန်းမှုဟာအာရခတပ်တော် AA ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကရင်မျိုးသားစီယုံ KNU ရုစီကစီရေးတွေ့ကြုံတွေရယူခဲ့ပြီးပြန်လာတဲ့အရာရီတိုင်းသားတမှုဖြစ်တယ်လို့ထုတ်ပြန်ကြရသိရှိရပါတယ်။ ရဲဘော်ဆိုင်းဝေလင်းရဲ့ပြောကြားချက်အရကျွန်တော်တို့တပ်ဖွဲ့ဟာ AR မြို့ဝကျွမော်ဒေသကိုအစွဲပြုပြီးအမိခေါ်ဝေါ်ထားတာဖြစ်ပေမဲ့တော်လိုင်းအတွက်လိုအပ်တဲ့ဘယ်နေရာဘယ်ဒေသမှာမဆိုပြည်သူတွေအတွက်တိုက်ပွဲဝင်မှုအသင့်ရှိပါတယ်လို့မြို့ဝကျွမော်မျိုးသားများတပ်ဖွဲ့တရင်တာဝန်ခံရဲဘော်ဆိုင်းဝေလင်းက AR Times ကိုပြောပါတယ်။လက်ရှိအခြေအနေမှာလက်ရုံးရည်နှလုံးရည်ပြောရတဲ့တပ်ဖွဲ့ဖြစ်စေဖို့အကောင်းဆုံးစုဖွဲ့ပြင်ဆင်တိစောက်နေပြီးတက်ခွဲချို့မှာမဟာမိတ်နေမြေကန်တရင်တွေနဲ့ တိုင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်နေတယ်လို့ရဲဘော်ဆိုင်ငွေနင်းစီကသိရှိရပါတယ်။တပ်ဖွဲ့ဟာပြည်သူလူထုသိရှိမှုနဲ့ပါပြီးအထောက်ပံ့တွေအားနည်းနေပေမဲ့လည်းမဟာမိတ်တိုင်းသားတပ်ဖွဲ့တွေနဲ့မဟာမိတ်တရင်တွေရဲ့ကူညီမှုတပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ဆန်းဆန်းတမန်ကြိုးပမ်းမှုတွေကြောင့်အခုလိုရည်တည်လာနိုင်တာဖြစ်တယ်လို့မြဝကျုံးမော်မျိုးသားများတပ်ဖွဲ့တရင်တာဝန်ခံကဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်ဆိုတဲ့အတိုင်းကျွန်တော်တို့ပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေမွေးရပါခွင့်ရေးတွေဒန်းတူညီမြခွင့်ရေးတွေတိုက်ယူမှရပါမယ်ကျွန်တော်တို့တပ်ဖွဲ့ဟာအကောင်းဆုံးစုဖွဲ့ပြင်ဆင်ပြီးပြည်သူလူထုရှေ့ကမမမမက်ရက်တိမဲ့တပ်ဖွဲ့ဖြစ်ပါတယ်လို့ဂျဲဘော်ဆိုင်းဝင်းင်းကဆက်လက်ပြောပါတယ်ရဝကျုံးမော်အမျိုးသားများတပ်ဖွဲ့ကို2025ခုနှစ်ဇန်နဝါရီ1ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပါတယ်အမတ်စင်၃အတွက်ရဲဘော်တစ်တွေကိုဆက်လက်ခေါ်ယူသွားမှာဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အားတိုးလာတာနဲ့အမျှလိုအပ်ချက်တွေများစွာပုံမှုရှိလာတယ်လို့သိရပါတယ်။အေရီတိုင်းကန်ကြီးတောင်သဘောငူကြီးရွာစစ်ကော်မရှင်အုပ်ချုပ်ရေးမှူးကချင်းချောက်ပြောဆိုပြီးစစ်မှုထမ်းဆောင်ခိုင်းသူလူငယ်နှုံးမှာရှေ့တန်းတိုက်ပွဲမှာတေဆုံးသွားတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။အဲ့ဒီသဘောငူကြေးရအောင်စုစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးမှာဦးကျော်တင့်ဝေဖြစ်ပြီး ယာယီမှုစိန်မှုနဲ့ပူပေါင်းကပို့ဆောင်လိုက်တာဖြစ်တယ်လို့ဒေသခံတွေစီကသိရပါဗျ။ရွာရဲကလူငယ်နှစ်ယောက်ကိုလည်းသူတို့ရဲ့ဖီးယားနဲ့စစ်တပ်ထဲအတင်းထည့်လိုက်ပြီးနောက်ရှေ့တန်းတနေရာမှာပဲတည်သွားတယ်။သူတို့ကိုမပြောရဲလို့သာခေါင်းငုံခံနေရတာပါ။ဤသူတွေရဲ့ရင်ထဲမှာမကျေနပ်ချက်တွေကများနေပါပြီလို့ဒေသခံဒူဘာ ERI Times ကိုပြောပါရယ်။အုတ်ချုပ်ရင်မှုဥကြော်တင်ဝင်တဲ့ယာယီမှုစိန်မှုတို့ဟာနေအိမ်တိုင်းကိုလာစဉ်ကြက်ငွေ3000တောင်းယူနေတဲ့အပြင် တက်ကြီးပဲဦးရဲ့နေလူကိုလည်းငွေတောင်းယူတယ်လို့ဒေသခံတွေကပြောပါရယ်။ဒါအပြင်စစ်မှုရန်တွေဝယ်ယူရမယ်ဆိုပြီးတောင်းယူတဲ့ငွေမှာတဘောမှုကျေးရွာအုပ်စုတွင်းမှာလစဉ်ကျပ်ငွေ380ဝန်းကျင်ထိကောက်ခံနေတယ်လို့ဒေသခံတွေကပြောပါရယ်။ AOR တိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောမရှင်ခအုပ်ချုပ်ရေးမှုအများစုမှာကျေးရွာပြည်သူစစ်ပြည်သူစစ်မှုရန်တွေအတွက်ထောက်ပံ့မှုနဲ့လူတွေဝယ်ယူဖို့လို့ဆိုပြီး အကြောင်းမျိုးမျိုးပြပြီးလက်ရှိချိန်ထိငွေတောင်းယူနေတယ်လို့ AR Time ကစုံစမ်းသိရှိရပါတယ်